ပြန်နေရဖြစ်သွားတယ်ပြင်ဦးလေးကလူတက်မှုကလည်းရန်ကုန်ကလူတက်မှုလိုပဲတော်တော်ကြောက်စရာကြီးနော်အာကြောင်မဲမျိုးကနေပြီးတော့ဆနတ်တန်းအကြောင်းသူလေးကပြင်ဦးလေးက private school မှာကျောင်းတက်တယ်သူ့မိကကြောင်မဲကနေတရင်ကျုပ်ပိတ်ရဆိုပြီးသူ့သမီးကိုလာလဲတယ် အဲ့ဒါကိုအเจ้าမုတ်ဇေတန်းကအန်ဒီယာသူ့မှာအခုညီလိုအပ်လို့ဆိုပြီးသူ့မိကိုခေါ်သွားတယ်ပြီးတော့တက်ပြစ်တယ်ဗောနော်တက်တာမှာတော်တော်ရရက်ဆက်ဆက်ကိုအဲ့လိုပဲခေါင်းလေမျက်နာတွေကြေမွှားဆုပ်ပြတ်တက်နေအောင်တတ်ထားတာဗောနော်အာသူ့မိကတော့သူ့သမီးလေးကတော့သူ့မိပျောက်လို့ဗောဖုန်းခေါ်တယ်ပြီးတော့သူ့အဲ့ဒီတက်တဲ့မိန်းမကသူ့သမီးကိုထတ်လာခေါ်တယ်သူ့မိကဖုန်းပျောက်သွားလို့ဆိုပြီးတော့ထတ်လာခေါ်တော့သူ့သမီးကလိုက်သွားတယ်ကွယ်လမ်းတစ်ဝက်မှာအသင်ပါလာတဲ့ဝိုင်းပလင်းနဲ့နောက်စီကိုရိုက်လိုက်ပြီးတော့လဲသွားတဲ့ချိန်မှာထပ်ပြီးတော့အောက်က မြေကြီးနဲ့ပေါ့နော်မျက်နာလေးနဲ့စောင့်ပြီးတော့အဲ့လိုမျိုးထပ်ပြီးတော့ရိုက်တက်တာပေါ့ကွယ်ပြီးတော့အာမီးရှို့ပြီးတော့ထပ်ပြီးမဓာတ်စီလောင်းပြီးမီးရှို့ပြီးတက်တယ်အဲ့ဒါဒါမှမဲ့ကောင်မလေးကအဲ့ဒါကိုထွက်ပြေးတာထွက်ပြေးတာကြံကင်းထဲကနေထွက်ပြေးပြီးအနားမှာရှိတဲ့ရွာတွေကိုရောက်သွားတဲ့ခါကျတော့သူတို့အကူညီတောင်းပြီးသူ့အမေလည်းပျောက်နေတယ်ပေါ့ဆိုအကူညီတောင်းပြီးတော့လိုက်ရှာလိုက်တဲ့ခါကျတော့သူ့အမေရဲ့အလောင်းကိုတွေ့တယ်။အာသူ့အမေရဲ့အလောင်းကိုတွေ့တော့မျက်နာတွေစုပ်ပြက်ခေါင်းတွေလည်းစုပ်ပြက်တကူလုံးစုပ်ပြက်ပေါ့ကွာ။အဲ့လိုမျိုးကြီးတော်တော်အခြေအနေဆိုးဆိုးပေါ့အလောင်းကအဲ့လိုတွေ့ရတယ်ပေါ့။ အဲအဲ့ဒီတော့အဓိကတတ်တဲ့ယူရချက်ကကြတော့ပါလာတဲ့ပစ္စည်းတွေနဲ့ဖုန်းကိုယူဖို့အတွက်အဓိကပစ္စည်းလုပြီးတော့လူတတ်တာဗောနော်ဒီတရင်ကိုကြာတော့သူ့ဖေးရလဲကြောင်မဲရနေဆိုင်ကယ်နဲ့ဆင်းလာတယ်ဆင်းလာတော့ဒီမိမနဲ့သမီးရဲ့ဖြစ်ရက်ကသူ့ရင်လည်းဘလို့မှမခံစားနိုင်ဘူးလေအဲ့ခါကျတော့ဆိုင်ကယ်ထမောက်တယ်ကွယ်ထမောက်ပြီးအခုခြေထောက်ကျိုးတယ်ဖေးရလဲဗောနော်အဲ့ဒီတော့အခုခေတ်ကလေဘလို့ဖြစ်လဲဆိုတော့ရွှေတွေအဲလက်ဝတ်လက်စားတွေဒီ iPhone တွေအဲ့ဒါတွေကလေလူကိုဒုက္ခပေးဖို့အတွက်မြှုပ်ဆဲနေတယ်လို့ပဲအခုခေတ်ကြီးကကောင်းတာမဟုတ်တဲ့အတွက်လေအရန်လဲဗောနော်လူ ူးအထင်ကြီးလောက်အောင်ရွှေတွေငွေတွေမဝစ်ဖို့အာအဲ့လိုမျိုးပေါ့မဟာတရားပေါ့နော်သုံးဆွဲပြတာတွေလည်းမလုံးမလုံးတင့်တဲ့အချိန်အခါပေါ့နော်ဒါတွေကကိုယ့်ရဲ့အသက်အန္တရာယ်ကိုလည်းထိခိုက်လာနိုင်တဲ့အခြေအနေတွေဖြစ်လာနိုင်တယ်ဒီလူသက်မှုကရန်ကုန်လူသက်မှုနဲ့တိတ်မချဘူးတတ်ထားတာကလည်းတော်တော်ရဲရဲဆက်ဆက်ကိုတတ်ထားတာပေါ့နော်ကြောက်စရာကြီး